်မင်္ဂလာပါရှင်ခေတ္တသတင်းဌာနကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်။ဘန်ကောက်ရောက်မင်းအွန်လိုင်းအစီအွေပြီးညစမိတ်တော်ပဲညပိုင်းချိန်ကြီးပြန်ရောက်လာတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ထိုင်းနိုင်ငံဘန်ကောက်မြို့မှာကျင်းပတဲ့ဘင်းစတက်ထိပ်သီးအစည်းအဝေးကိုတင်ရောက်ခဲ့တဲ့အာနာသိန်းစကန်ဆောင်မင်းအောင်လိုင်းကအစည်းအဝေးပြီးညဆက်မအိတ်တော်ပဲမြန်မာနိုင်ငံကိုညပိုင်းချိန်ကြီးမှပြန်ရောက်လာကြောင်းသိရပါဗျ။ ၎င်းကဘန်ကောက်ကိုသွားမယ့်အကြောင်းကို2025ခုနှစ်ဧပြီလ2ရက်နေ့မှသာအနီးကပ်အသိပေးခဲ့တာဖြစ်ပြီးအဲဒီနောက်ဧပြီလ3ရက်နေ့မှာဘန်ကောက်ကိုသွားရောက်ခဲ့ခြင်းဖြစ်ကာဧပြီလ3ရက်နေ့ညပိုင်းတညဧပြီဧပြီလ4ရက်နေ့ရဲ့အစည်းအဝေးပြီးညပိုင်းဆက်မအိတ်တော့ပဲပြန်ရောက်လာခြင်းဖြစ်ပါတယ်အနာဒိစကောင်ဆောင်ရဲ့ပြပပြန်ခီးစင်တိုင်းမှာ OC ပုံမောင်းနေတိခတ်ပြီးစစ်မှုရန်ဟောင်းနေတဲ့စစ်တပ်ကိုထောက်ခံတဲ့အမှုပညာရှင်တွေကကြိုဆိုနေရှိတော့လဲအခုအခါညာပိုင်းချိန်ကြီးပြန်လာလို့၎င်းကိုလူတစုကသာကြိုဆိုတာကိုတွင်ခဲ့ရပါတယ်။ နောက်ထပ်တစ်ပုတ်အနေနဲ့နေပြည်တော်မှာငလင်တန်တဲ့နန်းစီတန်ဝန်တန်းများရုံးမဖြစ်မနေပြန်လည်တကြဖို့နဲ့နေပြည်တော်ပြင်ပကိုပြောင်းရွှေ့ထွက်ခွာခြင်းမပြုဖို့စစ်ကောင်စီကညွှန်ကြားတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ငလင်တန်တဲ့ဝန်တန်းများစာဝတ်နေအစဉ်ပြေစေဖို့စစ်ကောင်စီကပံ့ပိုးမှုအလွန်နှဲပါတယ်လို့လည်းသိရပါတယ်။နေပြည်တော်မှာငလင်တန်တဲ့နန်းစီတန်ဝန်တန်းများအနေနဲ့ရုံးမဖြစ်မနေပြန်လည်တကြဖို့နေပြည်တော်ပြင်ပကိုပြောင်းရွှေ့ထွက်ခွာခြင်းမပြုဖို့စစ်ကောင်စီကညွှန်ကြားလာကြောင်းနေပြည်တော်နန်းစီတန်ဝန်တန်းတွေကသတင်းဌာနကိုပြောပါတယ်။မလ28ရက်နေ့နေ့လယ်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ငလင်ကြောင့်နေပြည်တော်ရှိဝန်ထမ်းအင်အားများဝန်ကြီးဌာနရုံးများစွာပြိုကျပျက်စီးမှုများစွာဖြစ်ပေါ်ခဲ့တဲ့အပြင်ဝန်ထမ်းများနဲ့မိသားစုဝင်များတိစုံမှုများရှိခဲ့ကြောင်းမလ28ရက်နေ့ငလင်လှုပ်ခတ်ပြီး9ရက်ကြာမှစစ်ကောင်စီကနန်းစီဒီယံဝန်ထမ်းများအနေနဲ့လာမဲ့ AP 9ရက်နေ့ကစတင်ပြီးရုံးမဖြစ်မနေတက်ဖို့ရုံးကိုလာရောက်လက်မှတ်ရေးထိုးတရင်ပေးဖို့ရန်ညွှန်ကြားလာကြောင်းသိရပါတယ် ဒါပေမဲ့လက်ရှိအချိန်ထိနန်းစီဒီယံဝန်တန်းများနဲ့မိသားစုဝင်တွေကငလင်ဘေးကြောင့်နေထိုင်စရာပျောက်ဆုံးနေပြီးလမ်းပေါ်နဲ့နေရာချထားပေးတဲ့ရွှေပြင်တန်းဂရီမှာဖြစ်တယ်လို့နေထိုင်နေရဆဲဖြစ်ကြောင်းပြိုကျနေတဲ့ဝန်တန်းအင်အားများအောက်မှာအလောင်းများကိုရှင်းလင်းနိုင်ခြင်းမရှိသေးပေဖြစ်တယ်လို့နေထိုင်နေရတဲ့အပြင်တောက်ရည်နဲ့တောင်းရည်အခက်ခဲချက်ပြုတ်စားတောက်စရာအခက်ခဲများလည်းကြုံတွေ့နေရကြောင်းသိရပါဗျာ။ လာမယ့် AP 9ရက်နေ့ဝန်ထမ်းတွေရုံးပြန်တက်ရမယ်သတင်းပို့ခိုင်းနေရုံးတက်လက်မှတ်ထိုးရမယ်နေပြည်တော်မှာပဲရှိနေတယ်ဆိုတာအတည်ပြုသတင်းပို့ခိုင်းတာလို့နေပြည်တော်တမဝါရမဝင်ကြီးဌာနအရာရန်တအုပ်ကပြောပါတယ်လက်တလောနေပြည်တော်မှာနန်းစီတန်ဝန်ထမ်းများနေပြည်တော်ကိုမိသားစုလိုက်ဆုံခွာနေကြတယ်ဆိုတဲ့သတင်းညီကြောင်းခွင့်ပြုချက်မရဘဲနေပြည်တော်မှာဆုံခွာမှုတွေကိုခွင့်မဲ့ပြက်ကွက်လို့သတ်မှတ်ပြီးဝန်ထမ်းစီမံစည်းကမ်းနေနေညီအရေးယူမှဖြစ်ကြောင်းသက်ဆိုင်ရာဝန်ကြီးဌာနတွေအနေနဲ့ငလင်ထမ်းတဲ့ဝန်ထမ်းများအတွက်တတ်ဆန်းသမျှကူညီပေးနေတယ်လို့ဝန်ထမ်းတွေကိုအတိပေးလာကြ င်သိရပါတယ်။ မလ28ရက်နေ့လှုပ်ခတ်ခဲ့တဲ့ငလင်ကြောင့်နေပြည်တော်ရှိမြမမီရထားယုံကျွဝန်တန်းအင်ယာများအနက်မှလီဒတ်တိုင်အမှုတန်းအင်ယာ25လုံးအရာတန်းအင်ယာ18လုံးပြသခြင်းပြုကြခြင်းနဲ့အကွဲခြင်းတို့ကြောင့်လူနေထိုင်လို့မရတော့ကြောင်းဒါကြောင့်စစ်ကောင်စီကဝန်တန်းများနဲ့မိသားစုတွေကိုနေပြည်တော်ပုပ္ပတိတီမျိုးနဲ့ရှိနေပြည်တော်ဘူတာကြီးအမတ်တပလက်ဖောင်းနဲ့ကောင်းလန်းပို့ဆောင်ရေးဝန်ထဲမှာယာယီနေထိုင်ဖို့နေရာချတာပေးကြောင်းဒါဝိမဲ့မြည်တိအကူညီမှမပေးလို့တောင်းတုံးရေးစာနယ်ရိတ်ခါနဲ့အမိုးအကာရိအကူညီလိုအပ်နေကြောင်းသိရပါတယ်ဘသူမှလည်းလာမကြည့်ဘူး ရှိတောင်တပူနှစ်ထောင်နဲ့ဝယ်တောင်းနေရတယ်။ငလင်ကြမြမမီရထဝန်တန်းနဲ့မိသားစုဝင်စနေဦးသေဆုံးပါတယ်။ဆက်လေးဦးကတော့ပြင်းထန်တန်ရာရပါတယ်။ကျွန်တော်တို့ကိုဘယ်သူမှလည်းလာမကြည့်ပါဘူး။တောင်းရင်မရှိလို့တောင်းရင်20လီတာတပူကိုနှစ်ထောင်နဲ့ဝယ်တောင်းနေရတယ်လို့မြမမီရထဝန်တန်းတအုပ်ကဆိုပါတယ်။စစ်ကောင်စီကငလင်တန်းကြောင့်ပျက်စီးဆုံးရှုံးသွားတဲ့နေရာတွေကိုပြုပြင်နေရမှာနေပြည်တော်စေယုံကျုံတမရအိမ်တော်ကာကွယ်ရေးဝန်ကြီးဌာနလမ်းတံတားတွေကိုဦးစားပေးပြုပြင်နေပြီးဝန်တန်းအင်အားတွေကိုတော့ဦးစားပေးပြင်ဆင်ခြင်းမရှိသေးကြောင်းသိရပါတယ်။ဝန်တန်းအင်အားတွေကိုပြင်ဖို့မပြော ်နဲ့ဒီကျွန်သွားတဲ့တိုင်အောင်မှာရှိရဲ့မိသားစုဝင်အလောင်းတွေတော့တီချာမရှင်းပေးသေးဘူးပုတ်စော်ကနန်းနေပြီးမိသက်ကိုအလောင်းလာထုတ်ပေးဖို့အကြောင်းကြားထားတော့လေအလင်းဆောင်မှာပြောတယ်ဌာနအကြီးအကဲတွေကိုပြောတော့လေပုတ်စော်နန်းတဲ့နေရာနဲ့ဝေးဝေးနေနောက်ရက်ပိုင်းကျရင်အနက်ပြောင်ပြီးအယိုးပါသွားလိမ့်မယ်လို့ပြောပါတယ်ဘလောက်တောင်တာဝန်ယူမလဲစဉ်းစားကြည့်နေပြည်တော်ဝန်ထမ်းများနေထိုင်ရာခရီးအိမ်ယာမှာနေထိုင်သူနန်းစီတရားဝန်ထမ်းတုံးကပြောပါတယ် နေပြည်တော်ကမလ28ရက်နေ့လောက်ခတ်ခဲ့တဲ့ငလင်ကြောင့်ပျက်စီးဆုံးရှုံးမှုများပြားတဲ့နေရာဖြစ်ပြီးထိခိုက်ဒေဆုံးမှုအရေအတွက်များပြားတဲ့နေရာလည်းဖြစ်ကြောင်းသိရပါဗျ။ နောက်ထပ်တစ်ပုံအနေနဲ့မန္တလေးမြို့ပေါ်မှာရှုံလောင်းများပြတ်မဖို့နိုင်သေးတဲ့ပြိုကျနေအိမ်တွေနဲ့အဆောက်အအုံများစွာရှိနေပြီးမြေတူးဆက်၅ရံကရီ300ကျီတိဈေးမြင့်တက်နေတဲ့ကြောင့်တင်ဆက်ပေးပါမယ်။မန္တလေးမြို့ပေါ်မှာရှုံလောင်းတွေပြတ်မဖို့နိုင်သေးတဲ့နေရာများစွာရှိပြီးမြေတူးဆက်၅ရံကရီက300ကျီတိဈေးမြင့်တက်နေကြောင်းအိမ်ပြိုကျခဲ့တဲ့အိမ်ပိုင်ရှင်တွေကပြောပါတယ်။မလ28ရက်နေ့မှာလောက်ခတ်ခဲ့တဲ့အင်အားပြင်းမြင့်ကလေးကြောင့်မန္တလေးမြို့က80ရာခိုင်နှုန်းကပြတ်စီခဲ့ပြီးလက်ရှိအချိန်အထိအပြည့်အစုံအလုံးရှင်းလင်းနိုင်ခြင်းမရှိသေးပဲရှုံလောင်းများစွာကိုလည်း ည်းတူးဖော်နိုင်ခြင်းမရှိသေးကြောင်းသိရပါတယ်။ရွှေဦးလောင်းများတူးဖော်နိုင်ဖို့မြေတူးဆက်၅ရန်ကရီများစွာမြင့်တက်နေပြီးတင်ရချီပေးဆောင်နိုင်မှသာ၅ရန်နိုင်ကြောင်းဒီလို၅ရန်ကရီမြင့်တက်နေတော့လဲငွေကြေးချမ်းသာသူတွေစစ်တပ်နဲ့ပတ်သက်သူတွေက၎င်းတို့ရဲ့မိသားစုဝင်တွေကိုအချိန်ပိုင်းတွင်ကဲထုတ်နိုင်ခြင်းရွှေဦးလောင်းများတူးဖော်ယူဆောင်ခြင်းရှိပြီးအခြေခံလူရန်းစားတွေတည်ဆောက်မှုတွေများပြားခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ဒါအပြင်ငွေကြေးချမ်းသာသူတွေကမြို့ကိုစွန်ပြီးထွက်ခွာသွားကြတော့လဲအခြေခံလူရန်းစားတွေကမြို့ပေါ်မှာများပြားစွာကြန့်ရှိကြောင်း၎ လက်ရှိမှာမန္တလေးမြို့မှာဖုန်းလိုင်းနဲ့အင်တာနက်လိုင်းများပြတ်တောက်နေဆဲဖြစ်ပြီး Wi-Fi များစွာအသုံးပြုလို့ရကြောင်းသိရပါတယ်။ ညအချိန်များမှာလည်းလျှက်စင်မီရရှိခြင်းမရှိတာကြောင့်တကူးတမျှများပေါများနေပြီးအကြံဘက်စစ်ကောင်စီတပ်သားတွေပြောင်းဆုံနေကပြည်သူတွေကကင်းဆောင်နေရပြီးလုံခြုံရေးဆောင်ရွက်နေရကြောင်းကုံစင်းလုံးတွေလည်းစက်တမြင့်တက်နေပြီးပြည်သူများလည်းပရဟိတလုံဆောင်သူတွေရဲ့လာရောက်လူဒဏ်မှုတွေနဲ့ဆက်လက်ရပ်တည်နေကြကြောင်းသိရပါတယ်။မြေတူးဆန်၅ရံဘိုးတွေလည်းအရန်စေးကြီးတဲ့အိမ်တွေမှာငွေသိန်း၁၀၀လောက်ရှိမှမြေတူးဆန်၅ပြီးတော့ဖော်လို့ရမယ့်အခြေအနေအနက်တွေကလည်းအရန်နံနေပြီးမြို့ကတော်တော်ကြီးကိုစိုးပွားသွားပြီးအလောင်းတွေမထုတ်နိုင်တဲ့နေရာကအများကြီးတထေးတွေချ ချမ်းသာတဲ့သူတွေအတွက်ကတော့ပတ်စံတွေပေးပြီးတော့အလောင်းတွေထုတ်ကြတာပေါ့တချို့နေရာတွေအသက်ရှင်လျက်ရှိနေနိုင်ကြတဲ့နေရာတွေကြတော့အတန်တွေလည်းကြားနေရတာပေါ့ဘယ်သူမှမကူညီနိုင်ဘူးပရဟိတအတင်းတွေလည်းအများကြီးလိုအပ်နေတာပေါ့မန္တလေးမြို့ရဲ့ပျက်စီးမှုကလည်း80ရာခိုင်နှုန်းလောက်ရှိတဲ့အနေထားပဲပတ်စံရှိတဲ့သူတွေကတော့မြို့ကိုစွန့်ခွာသွားကြပြီးမြေအခြေခံလူရန်းစားအများစုကတော့ခိုကန့်နေတာပေါ့သွားစရာမရှိဘူးတခုတည်းများကလည်းတော်တော်ပေါ်ပါလေလို့ဒေသခံပြည်သူတောင်းကဆိုပါတယ် မန္တလေးမြို့85လမ်းလမ်း30ရှိရွှေမြမာ ထမင်းဆိုင်ပြိုချမှုမှာလည်းဆိုင်ရှင်ကငွေကျပ်သိန်း100ပေးပြီးအမိစင်းများနဲ့အမိတူးဆက်၅ပြီးအလောင်းများကိုရှာဖွေခဲ့ကြောင်းအမိစင်းမှာပါဝင်တဲ့သူတွေရဲ့ရှုံလောင်းတွေရှာဖွေတွေ့ရှိခဲ့ပြီးဆက်လက်ရှာဖွေရေးလှုပ်ဆောင်ခြင်းမရှိတော့တာကြောင်းကြံရှိနေတဲ့သူတွေရဲ့အပုံနံလေးလက်ရှိအခြေအနေထွက်နေကြောင်းသိရပါတယ်။ ရွှေမြမာထမင်းဆိုင်ပြိုကျမှုမှာဝန်ထမ်းတွေထမင်းလာစားတဲ့သူတွေတိုက်ပြိုကျပြီးတင်ဆောင်ခဲ့တဲ့စိုင်းပန်ရှင်ကရီချိုးသွားနေလို့အသက်မတည်ခဲ့ပဲသူ့သားနဲ့ဝန်ထမ်းတွေပြိမိနေလို့ကို့အစီစဉ်နဲ့ရှင်လင်းနာမြေတူးဆက်၅ရန်ကတိုင်းနေရအောင်ပင်ရတယ်။လူ၅ယောက်ရဲ့လုံလောင်းကိုမြေစင်းပေးပြီးရှာခိုင်းတာတခြားရုပ်လောင်း၄ခုပါတွေ့ရပြီးရုပ်လောင်း၉လောက်ရှာဖွေတွေ့ရှိခဲ့တယ်။သူတို့စင်ရင်ပေးထားတဲ့၅ယောက်တွေ့ပြီးဆက်မရှာတော့ကြံရုပ်လောင်းတွေကအခုထိရှိသေးတယ်။အပုံနဲ့နေကထွက်နေတာတခြားနေရာတွေမှာလည်းတိုက်အပြုတ်ပြက်တွေကိုပိုင်ရှင်တွေကတိုင်းရာကြီးအကုန်ကြခံကလှုပ်ဆောင်နေရတယ်လို့ ို့ဒေသခံပြည်သူတအုပ်ကပြောပါရယ် ဒါအပြင်အကြံဘန်းစစ်တပ်ခန့်အုပ်ချုပ်ရေးမှုတွေကလည်းကုညီကေစင်ထောက်ပံ့မှုတွေမလုပ်ဆောင်ပဲအိမ်နောက်စုတစ်ခုကိုဧည့်စင်တိုင်ခါ9000ကျပ်သတ်မှတ်ပြီးငွေကြေးရှာဖွေမှုတွေသာလုပ်ဆောင်နေရလို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်။ငဖဲမြို့နယ်နိုင်ရင်ကန်ဖြူဟာစကန်ကိုအေအေပိန်ဆိုတိုက်ခိုက်နေတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ရခိုင်ပြည်နယ်နဲ့မကွေတိုင်းဆက်အမ်ပဒန်လမ်းပေါ်ကစစ်ကောင်စီရဲ့နိုင်ရင်ကန်ဖြူဟာစကန်ကိုသိမ်းပိုင်နိုင်ရင်အရခတ်တတော်ရင်ကဝိုင်းပတ်ပိန်ဆိုပြီးထိုးစစ်ဆင်နေရလို့စည်ရင်းချင်းတွေကိုသိရှိတဲ့ဒေသခံတွေကမလ3ရက်နေမှာပြောပါရင် နိုင်ရင်ကံပြူဟာစကန်းရင်ကာကင်းစကန်းနေဖြစ်တဲ့မထုံအထက်တုံးနဲ့အောက်တုံးကြီးစကန်းတွေကိုဖေဖော်ဝါရီ16ရက်နေ့မှာအင်းကသိမ့်ပိုင်လိုက်ပြီးရဲ့နောက်ဒီရက်ပိုင်းမှာအပြင်းအထန်ထိုးစစ်ဆင်ခံနေတာလို့ဒေသခံတအုပ်ကပြောပါရင်း အချိန်မြင့်လာတာတော့9ရက်6ရက်လောက်ရှိပြီနိုင်ရီကန်တောင်ကမှတ်တင်တက်ဖို့မလွယ်ဘူးဆိုတော့အင်ကြီးကလည်းအနာကနိုင်ဖို့အပြင်းထန်ကြိုးစားနေတဲ့အချိန်လေးပဲစကောင်းစီဘက်ကအင်အားဖြည်နေတာလည်းရှိနေအမ်ဗရန်လန်မကွေတိုင်းငဖဲမြို့နယ်အတွင်းကနိုင်ရီကန်စခန်းနဲ့ကုတ်ကြီးစခန်းတို့ဟာမကွေတိုင်းနဲ့အင်ရဲ့ထိုးဖောက်ဝင်ရောက်လာမှုကိုကာကွယ်ဖို့အတွက်အရေးပါတဲ့တပ်စခန်းတွေလို့ဒေသခံတွေကပြောပါရင်း တိုက်ပွဲစီနီနဲ့ပတ်သက်လို့အင်းပြောခွင့်ရသူဥခိုင်သူခါနဲ့စစ်ကောင်စီရဲ့မကွေးတိုင်းပြောခွင့်ရသူဦးလာသိန်းတို့ကိုတရင်ဌာနကတယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပြီးမြေလက်ခံဖြေဆိုတာမျိုးမရှိပါဘူး။အရခတ်တက်တော်အင်းနဲ့ပူပေါင်းတက်တွင်ကမကွေးတိုင်းကစစ်ကောင်စီတက်စကန်နေပြင်းရခိုင်ယုံမနဲ့ထိဆက်နေတဲ့အရာရီတိုင်းနဲ့ဘကိုတိုင်းဆက်ကစစ်ကောင်စီတက်စကန်နေကိုလည်းအခုမလာစမ်းထိဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့စီရင်အခြေအနေကိုသိရှိတဲ့ဒေသခံတွေကပြောပါရင်း